တူစိတ်ကြီးမန်းရွှေလီ Let's go let's go ဒီမိုင်းဆိုင်ရမှာလည်းတကယ်ဟိုဟိုလူငယ်ဆန်တဲ့ဒီဇိုင်းတွေလည်းရှိတယ်ပြီးတော့ဒီဇိုင်းစမ်းတယ်ပေါ့နော်စိန်ရီသွေးကောင်းမွန်မွန်နဲ့ကျွန်တော်တို့ဈေးနှုန်းပတ်ကံမှုဟာဆိုရင်လေမန်းရွှေလီစတေရှင်နာဆိုင်ရဲ့အားသာချက်ဖြစ်မယ်လို့ထင်ပါတယ်ခင်ဗျာဆိုင်ခွဲတော့ကိုလည်းလာခဲ့ကြအောင်ပြေခွာကြပါရဲ့လက်ရှိဆက်ရဲ့နော်ဟာအရင်ကိုလူလိုက်ပြည့်ရဲ့နေရလာခဲ့ကြပါ I I Yes, Okay. ပေါ့နော်မက်ရှိလီဆင်ရတနာဆိုင်ဆိုင်အမှတ်3ရဲ့ဖွင့်ပွဲဒုတိယနေ့ပေါ့နော်ဒုတိယနေ့မှာကြတော့လေဒါအမှုပညာရှင်တွေအများကြီးနဲ့ပဲဒါဖွင့်ပွဲလေးကိုကျင်းပခဲ့ရပေါ့နော်အဲဆွေရရဲကုန်းဆိုင်တော့ကလည်းပေါ့နော်ဖွင့်ပွဲမှာပါဝင်ဖြစ်တယ်အခုမန္တလေးအခုလိုမျိုးအကြီးကျယ်ခမ်းနားတဲ့နေရာအကျယ်ကြီးဆိုင်အကြီးကြီးပဲပါဝင်ခွင့်ရတဲ့အတွက်အများကြီးဝမ်းသာရပါမယ် ောနော်တကယ်ဟိုအာကျူတိုင်းကြိုက်တဲ့နှင်းစီခိုင်းနေပေါ့နော်အဲဟိုအရှိမကလေးကျူပြီးတော့လဲစောင့်နေကြတာသူတို့ရလေအဲမနက်ခရဲရဟိုစောင့်နေကြတာသူတို့ကမနက်ခရဲရစောင့်ကြဘဲချိန်လာမှဘဲချိန်လာမှနဲ့ဒီလောက်ထိဟိုပေါ့နော်အဲမန်ရှင်ဒီမှာမန်ရှင်ဒီမှာလာပြီးတော့မှဒီလိုတစုတစည်းရဲပေါ့နော်ပျော်ကြရတယ်သူတို့တွေလဲခဏတာလေးပေါ့နော်စိတ်ခဏတာလေးပျော်ရွှင်ရတဲ့အခါကျတော့လဲမလဲပီတိဖြစ်ရပါတယ် They are in cozy, dancing in the yard, white and down in my mind. Okay အာကျွန်တော်တို့ဒါရှင်မန်းကြီးကအခြေရပြည်သက်တွေအားလုံးကအမတန်ယူသားပွင့်လင်းပြီးတော့မှအနုပညာရှင်တွေဆိုရင်ဥရဲအသေးသေးကနေသိချစ်ကြတော့ကျွန်တော်တွေ့ရပါတယ်ခင်ဗျာအဲအဲ့ဒါကိုပဲကျွန်တော်ကနေပြီးတော့မှစဉ်းစားပြီးတော့မှသူတို့ချစ်တဲ့အနုပညာရှင်တွေနဲ့သူတို့နဲ့ရင်းနှီးနှီးချစ်ချစ်ခင်ရဲ့တွေ့လို့ရအောင်ဆိုပြီးတော့မှစီစဉ်ဆောင်ပေးတာဖြစ်ပါတယ်ခင်ဗျာ ါပေါ့အခုပုံမိုက်နီလာနေဆိုမိုက်လေနီလာဆွဲသီးကရင်တို့ပေါ့နော်နှစ်မျိုးသုံးလို့ရတဲ့အဲဒါဆွဲရင်တို့ဆွဲသီးလေးပေါ့နော်ဒါနီလာဆိုတာကလည်းအမားတို့မြန်မာနိုင်ငံရဲ့သဘာဝတွင်းထွက်ယတနာတစ်မျိုးလည်းဖြစ်တယ်တကယ်ဟိုမြန်မာလူမျိုးတွေပေါ့နော်ဂုံယူဝင်းကြွားစာနဲ့ဝစ်ဆင်ရတဲ့ယတနာတစ်မျိုးတည်းကိုပါတယ်ပေါ့နော်ဗဒံများနီလာဆိုတာတကယ်ဟိုဂုံတရင်ကြီးလုံးကျင်းလုံးကြီးလုံးပါတယ်ပေါ့နော်ဒါကြောင့်မလို့လည်းအမားဒါလေးနဲ့အတူတူအဲချောမောလှပါတဲ့မင်းသားကျော်လေးတွေကို ဆင်ပေးထားတာဖြစ်ပါတယ်ရှင်။အကုန်နဲ့ပတ်သက်ပြီးကုံတော်ကြရပေါ့နော်။ကြိုက်စားတော့ကိုယ့်ရဲ့မျက်လုံးနဲ့ကိုယ့်ရဲ့အပြုံးပေါ့နော်။ဒီလုံးလေးတို့ကြာတယ်ဆိုတော့ဒီလုံးလေးဖောက်ပြီးပြန်လို့မရှိရပါဘူး ဒါလဝိသနာနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ယောက်ျားလေးတွေအတွက်ဒါရင်လို့လေးရဆိုရင်လည်းအာမန်လီဆိုင်နဲ့ခံစားမိမှုရတယ်အဝွင့်ဝွင့်ထွက်တဲ့ကြောက်ကြားလေးဖြစ်တယ်လို့ခံစားရတယ်လက်စွပ်လေးဆိုလည်းဘူဆန်နဲ့ခံစားမှုရတယ်လို့ခံစားရပါတယ်ခင်ဗျာကျွန်တော်ကအရင်ကဆိုတော့တိတ်ပြီးစိတ်မလာဘူးဒါပေမဲ့အခုနောက်ပိုင်းကျတော့ကျွန်တော်ကအရေးကြီးလာလိုအပ်လာတယ်ဆိုပြီးတော့တွေးမိရပါဆိုတော့နောက်ပိုင်းကျရင်ကိုယ်ကဒီရင်ဗက်စ်ဆိုအင်ဗက်စ်ပါလို့ဖြစ်ဖြစ်ကိုယ်ကစုတာလို့ဖြစ်ဖြစ်ဒါရေရှည်တော့ကောင်းတယ်နော်ဆိုတော့ ဟိုရမ်းလိုက်ပါတယ်ဒီဇိုင်းလေးရတယ်အရင်လူငယ်လက်ဆန့်ပြီးတော့ဒါလူကြီးလူငယ်လက်ကြိုက်လို့ဖြစ်တယ်ဆိုတော့ကျွန်တော်ပဲလက်ကြိုက်တယ်မတော်ရလေဒါလူငယ်လူငယ်လူငယ်နော်လူငယ်လေဆိုတော့အသက်အသက်ကလည်းဒီနေ့လေးနဲ့ဒီလိုအလုပ်တွေတုံးနေရတဲ့အကြီးကြီးတားလုံးနေကြအောင်ကျွန်တော်တို့ကပြန်ပြီးတော့ motivation ပြန်ယူပါဦး။ဟုတ်ကဲ့ဆိုင်ဆုံးပြောပါဆိုရင်တို့ရဲ့မြန်လုံးရဲ့နှက်ခမ်းရဲ့ရင်မဲရဲ့ဘယ်လိုလဲ။ဘယ်လိုလဲ။ပြန်ရလား။5 4 3 2 1 Regime! É assim. အချက်ကြကြရဲကျွန်တော်တို့ဒါနေရာမှာလမ်း80မှာဖွင့်ထားတာဖြစ်တဲ့အပြင်ကိုဆိုင်ကြီးကလည်းအကြီးဖြစ်တာဖြစ်တဲ့အတွက်လာပြီးတော့ဝယ်ယူအားပေးတဲ့အခါမှာတကယ်ကို luxury ဆန်ဆန်နဲ့အေးစစ်စစ်လေးရွေးချယ်လို့ရအောင်ဆိုပြီးတော့မှနေရာထိုင်ခင်းတွေပြုလုပ်ပေးသွားတယ်ပြီးသွားတဲ့အခါမှာဆိုရင်တော့စိန်ကြီးသွေးကောင်းမွန်မွန်နဲ့ကျွန်တော်တို့ဈေးနှုန်းပံကံမှုဟာဆိုရင်လည်းမန်းရွှေလီစင်ရှင်နာဆိုင်ရဲ့အားသာချက်ဖြစ်မယ်လို့ထင်ပါတယ်ခင်ဗျာဒီဇိုင်းပိုင်းဆိုင်ရာမှာလည်းတကယ်ဟိုဟိုလူငယ်ဆန်တဲ့ဒီဇိုင်းတွေလည်းရှိတယ်ပြီးတော့ဒီဇိုင်းဆန်းတယ်ပေါ့နော် ပြီးတော့ဟိုပစ္စည်းလေးဆိုလဲစိတ်ချရတယ်ပြီးတော့ကျွန်တော်တို့ဒီဆိုင်ထဲဝင်လာတဲ့အချိန်မှာဆိုလဲဆိုင်ရဲ့ decoration ကလည်းအရန်လာအရန်မိုက်တယ်အဲပြီးတော့ဒီဝန်ထမ်းတွေရဲ့ customer အပေါ်မှာလုံးဝကိုဟိုဘယ်လိုဟောမလဲ။ဆိုင်လဲပုံရိပ်မှုကလည်းတကယ်ကိုကျေနပ်စရာကောင်းပါ ပြေးပြေးချင်းစူးစမ်းလာတဲ့ကပ်ဖြစ်တဲ့အတွက်ဆီကအရန်အကြတယ်အဲ့လိုမျိုးလေဟိုမိဘ ကနေပြီးတော့ support ပေးပြီးတော့ချမ်းသာတာမျိုးစိုက်ဖွဲ့ပေးတာမျိုးမဟုတ်ဘဲနဲ့ကိုယ်တိုင်ကိုယ့်ရဲ့ကိုယ်အင်အားနဲ့နှစ်ယောက်အတူစူးစမ်းပြီးခုချိန်ကြီးလည်းချစ်ကြတာလည်းမြင်ရတော့လေအရန်အကြတယ်အဲ့လိုမျိုးအတွဲတွေအထယ်ဆိုင်လေးကနေစခဲ့ရပါတော့အင်ဆိုင်လေးကနေစခဲ့ရဲ့မန်းရွှေလေးရဆိုရင်ဆိုင်မတ်၁ဆိုင်မတ်၂ဆိုင်မတ်၃ဆိုပြီးတော့မှခန်းသားကြီးကျယ်စွာဖွင့်လှစ်နိုင်ရဆိုရင်တော့ကျွန်တော်တို့ chairman နဲ့ MD တို့ရဲ့ဒါတကယ့်ကိုစူးစမ်းမှုတွေတော့အရာတင်လာလည်းဖြစ်ပါတယ်ခင်ဗျအဲအဲ့လိုစူးစမ်းမှုတွေအပြင်ကိုသူတို့ ကတ်စတမာတွေပေါ်မှာထားတဲ့စိတ်စေတနာကိုအထင်သားမြင်ရတာလည်းပါပါဖြစ်ပါတယ်အဲ့တော့အဲ့ဒါကလည်းကျွန်တော်တို့အတွက်အားကြကြတဲ့ခုဖြစ်ပါတယ်ခင်ဗျာမန်ရှင်လီမန်ရှင်လီဟေးရှင်မမဆိုမန်ရှင်လီမန်ရှင်လီကအကိုနဲ့အမလေဒီထက်မကအောင်မြင်အောင်ပါဒီများမြောက်ကအခုစလေကလေးလေးရှိနေပြီတဲ့ပြောစရာကြီးအားကြောင့်မလို့မီဒီယာကြောင့်ကြောင့်ဖြစ်တယ် အားကြမလို့အရန်ကိုအားကြရပါတယ်ဒီတစ်ပတ်ကလည်းအောင်နေပါစေကျွန်တော်မက်ရှိလီစိတ်ရွှေသနာဆိုင်နေနဲ့ဆိုင်အမှတ်သုံးပါသည်နောက်ထပ်ဆိုင်ပေါင်းများစွာကိုပိုင်ဆိုင်နိုင်ပါစေလို့လည်းဆုမွန်ကောင်းတောင်းပေးခြင်းပါတယ်ခင်ဗျာဝဲသူစိတ်ကြီးမက်ရှိလီလေယာဉ်ပိုင်းတက်လူတိုင်းငင်းချင်နေလားမက်ရှိလီစိတ်ဆိုင်ကဝဲလို့ရှင်နေမှာမရရဲမရရှိစိတ်ဆိုင်ကြတဲ့